ုံးကနေ YouTube ဖွင့်ထားပြီးတော့ Facebook Messenger တို့လိုတခြား app တွေသုံးရင်တချင်းနားထောင်ခြင်းနဲ့ပေါ့နော်။ဒါပေမဲ့အလုံးသိထားမိမှာပါ YouTube မှာတချင်းဖွင့်ထားပြီးအဲတခြား app ပြောင်းသုံးပြီးအဲ home key တို့ backlog တို့နဲ့ဖွင့်လိုက်ပြီးဆိုလို့ရှင်သူက auto ပိတ်သွားရပေါ့နော်တချင်းစံကဒီနေ့မှာတော့ phone screen ပိတ်ထားရင်တော့မှ YouTube ကတချင်းနေနားထောင်လို့ရမယ်အရိုးရှင်းဆုံး setting လေးကိုပြပြပြီးသွားမှာပါ။ရင်ဆုံးကျွန်တော်တို့ YouTube မှာတချင်းတစ်ပုတ်သွားဖွင့်ပါမယ်။ ဟုံးကီးနဲ့ထွက်လိုက်တယ်ဆိုရင်တော့ငါခုလိုအသက်မကြားဘူးပေါ့နော်။ကဲဒါဆိုလို့ရှိရင်ခုဒီတချင်းလေးတပုတ်ကိုနမူနာအနေနဲ့ link ကို copy ယူခဲ့လိုက်မယ်။ပြီးရင်တော့ကျွန်တော်တို့ Chrome ကိုသွားမယ်ပေါ့။အဲ Chrome မှာ paste ချလိုက်မယ်။အဲတချင်းပွင့်လာမယ်ပေါ့နော်။ ရင်ဒီဘက်ဟာလေးကိုနှိပ်ပြီးတော့ setting ကိုရှားလိုက်မယ်။ notification ကိုတွားပြီးတော့ခုလို on mode ကြံနေတဲ့ဒီနှစ်နေရာကို on ထားပေးလိုက်ပါမယ်။အပြီးပြီဆိုရင်တော့အဲကျွန်တော်တို့တခြင်း ဖွင့်ထားတာနေမှာ back clone နဲ့ထွက်သွားလိုက်မယ်။အဲအခါကျရင်တော့ခုလိုမျိုးဒါပုံမှန်တိုင်းပဲပိတ်သွားမယ်ပေါ့နော်။ လို့ဆွဲချလိုက်လို့ခါမှာတော့အခုလိုမျိုးပေါ်နေမယ်အဲ့ခါကျလို့ရှင်ဒါလေးကိုနှိပ်ပြီးတော့စချင်းပြန်ဖွင့်လိုက်တယ်ကဲခုဆိုလို့ရှိရင်တခြား app တွေသုံးရင်တော့မှ YouTube ကသချင်းတွေကိုဖွင့်ထားပြီးတော့နားထောင်လို့ရပြီပေါ့နော် ကချင်းရစ်ချင်နဲ့ရစ်လို့ရမယ်ခဏရစ်ထားလို့ရမယ်ကဲခုဆိုစခရင်ဖုန်းစခရင်ပြထားကြည့်လိုက်မယ်ဒီလိုပေါ်ပြီးတော့အာဖွင့်ထားလို့ရမယ်ပေါ့နော် ခုလို auto play on ထားလိုက်လို့ရှိရင်တော့ဒီကတပုတ်ပြီးတပုတ်ဆက်ဆက်လာနေမှာပေါ့နော်လိုမျိုး miss ထဲကအပုတ်တွေကိုအာဖွင့်မယ်ဆိုလို့ရှိရင်အာခုလိုမျိုးကြော်ရှင်တဲ့အပုတ်ကိုကြာလို့ရှိရင်ကြော်လို့ရမယ်

အလွဲဆုံးနီလန်းလေးမို့လို့နောက်ဆိုလို့ရှိရင် YouTube ကနေထွက်လိုက်လေတခြင်းနေဖွင့်ထားပြီးတော့နားထောင်လို့ရပြီနော်